လူဆိုတာစဉ်းစားကြည့်လေကိုယ့်ကိုယ်ပဲကြည့်လိုက်ပါအဲ့ရတဲ့အိတ်နေတဲ့ချိန်မှာနည်းနည်းစဉ်းစားကြည့်လိုက်ခြေထောက်တွေလက်တွေခန္ဓာကိုယ်ကြီးတစ်ခုရှိတယ်ပေါ့နော်မှန်ပါပါအဲ့ရတဲ့လက်အိတ်နေလို့ရှိရင်အောက်ကအိတ်ရကြီးရလဲငါ့ပေါ်မှာလူတယောက်နဲ့အိတ်နေတယ်လို့သတိပါမလားမှန်ပါပါဒါပေမဲ့အိယာပေါ်တက်လိုက်တဲ့ကကျွတ်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 နဲ့ဘာလို့မြည်တာလဲတိလို့မြည်တာလားမတိပဲနဲ့မြည်တာလား ူရဲ့ဝိတ်ကြောင့်ပြီးသွားတာမှာအတိလို့ပြီးတာမဟုတ်ပါဟုတ်ကဲ့လားအဲ့တော့အဲ့ဒီအိညာကလည်းငါပေါ်မှာလူတယောက်တည်းအိနေတယ်လို့မသိသလိုဘုန်းကြီးတို့တဏ္ဍာမှာရှိတဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းငါအိညာပေါ်မှာလည်းအိနေတယ်လို့မသိဘူးခေါင်းကလည်းခေါင်းနဲ့ထိနေတယ်လို့မသိဘူးသိတာလေးကစိတ်ကသိနေတာမှန်ပါပါဘုရားနန္တရားကသိနေတယ်အဲ့တော့ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာရုပ်နဲ့နံဒီနှမျိုးပဲရှိတယ် မသိတာကယုတ်သိတာကနံဒီနှစ်ခုပဲရှိအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့နေတဲ့သဘောလေးကိုတိလာပြီဆိုလို့ရှိရင်ဒါယုတ်နဲ့နံနဲ့တိတယ်လို့ခေါ်တယ်ခတိုင်းမှာသူလို့ပဲတိတယ်ငါလို့ပဲတိတယ်ယောက်ျားလို့တိတယ်မိန်းမလို့တိတယ်ဆိုအဲ့ဒီအတိကိုဖြတ်ကျော်ပြီးတော့ကျော်လွန်ပြီးတဲ့ခါမှာအော်ယုတ်နဲ့နံဒီနှစ်မျိုးပဲရှိရမှာလားလို့ဒီတိလာခြင်းဟာခုနကပြောတဲ့ဒီ မတိချင်းဆိုတဲ့ဘောဟကိုစတင်ဖယ်ရှားတာပဲပေါ့မတိချင်းဆိုတဲ့ဘောဟဟာတိလာတာနဲ့တပြိုင်တည်းပြောက်မသွားဘူးလားပြောက်ပါပါဘုရားအမောင်ဆိုတာအလင်းရောက်တာနဲ့ပြောက်တာပဲလေမှန်ပါပါဘုရားအကြာကြီးလောက်ရတာမဟုတ်ဘူးမတိဘူးဆိုတာတိတာလေးရောက်တာနဲ့ပြောက်သွားပြီပေါ့မှန်ပါပါအဲ့တော့အခုလိုယုံနေတဲ့နှစ်ခုတိလိုက်တာနဲ့တပြိုင်တည်းတည်င်းကအားဖြင့်တော့မောဟဆိုတဲ့ impurity ဒီစိတ်ရဲ့အညစ်အကြေးတစ်ခုဟာနှိမ်ပြီးသားဖြစ်သွားတယ်ပေါ့မှန်ပါပါအဲ့ဒါလို့နှိမ်လိုက်တဲ့အခါသဘာဝတရားတွေကိုသိလာသိလာတဲ့အခါမှာမှားရွေးတဲ့အယူဆဆိုတာလည်းမလာတော့မမနာဆိုတာလည်းမလာတော့ဘူးသူ့သဘာဝတိုင်းသူဖြစ်နေတယ်တွတ်တံမှုဆိုတဲ့လောဘလည်းမလာဘူးတွတ်တံမှုမလာသေးတဲ့အတွက်ကြောင့်ဒီဟာအတွက်စိတ်ဆိုးတာဆိုတာလည်းမလာတော့ဘူးဟုတ်မလာပါဘူးဟောတဖြည်းဖြည်းစိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေဟာ ဒီနားလဲလိုက်တာနဲ့တပြိုင်နဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာညော့နေသွားတာပေါ့အဲ့ဒီနားလဲတာကိုဘာခေါ်လဲလို့ဆိုရင်တမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်မှန်ကန်ကန်မြင်လိုက်တယ်မှန်မှန်ကန်ကန်သိလိုက်တယ်အမှန်သိလိုက်တာနဲ့တပြိုင်နဲ့ခုနကမာရွေးနေတဲ့အချက်တည်းစိတ်ရဲ့အညစ်အကြေးတွေဟာညော့နေကြတယ်အဲ့ဒီလိုအမှန်မြင်ဖို့အတွက်ဘာလုပ်ရမလဲအမှန်စဉ်းစားတတ်ဖို့လို အမှန်မြင်အမှန်စဉ်းစားပြီးတော့မလုပ်ရမလဲလို့ဆိုရင်ကိုချင်းတရားကောင်းအောင်စူးစမ်းမှန်ပါဗျာဘဂင်ရှိပါမှာလုပ်ငန်းစဉ်နဲ့ဖော်ပြထားတာနံပါတ်1အမှန်မြင်အောင်လုပ်အမှန်မြင်ဖို့အတွက်အမှန်ကြံတွေးတောမှုကအရေးကြီးတယ်ပေါ့မှန်ပါဗျာဘုန်းကြီးတို့တွေကမတွေးဘူးတွေးတာပါတွေးတော့လို့လက်ချင်းကဘာဟင်းချက်ရမလဲနော်ဘယ်စေးသွားပြီးဘာဝယ်ရမလဲနော်ဒီဟာပဲတွေးတာပေါ့ အလုံးခံကိစ္စတွေတွေးမယ်တခြားတွေတွေးမယ်ပေါ့သို့တော့ဩငါသဏ္ဍာန်မှာလောဘတွေရှိနေပါလားဒေါသတွေရှိနေပါလားမောဟတွေရှိနေပါလားလို့ဆိုတော့တွေးမိရဲ့လားတွေးပါပါဘုရားမတွေးမိတာများဟုတ်ကဲ့အဲ့ဒါလို့တွေးခိုင်းတာဟာဒါ meditation လုပ်တဲ့ခေါ်တာပေါ့တရားထုတ်တယ်ဆိုတာဒါပြောတာပဲပေါ့တွေးလိုက်တာနဲ့တပြိုင်တည်းသူကအမှန်မြင်လာအဲ့ဒါပြောတာစာလို့ပြောရင်တမ္မဒိဋ္ဌိနဲ့တမ္မသင်္ကပ္ပပေါ့